မဂျစ်ချက်စကိုဂိုစီဇန်3မှာအကျန်းဆုံးနဲ့လူကြိုက်အများဆုံးဆန်နက်ကြီးကတော့မက်ထရိုဇီရိုပဲဖြစ်ပါတယ်။ဒီဆန်နက်ကြီးကိုလူကြိုက်များစေတဲ့အချက်ကတော့ဆန်နက်ကြီးမျိုးစုံနဲ့တွဲဖက်ကစားလို့အဆင်ပြေတာကြောင့်ဖြစ်ပါတယ်။ခုအတိတ်မှာမက်ထရိုဇီရိုကိုဒမ်းမေ့လျှော့ထားပေမဲ့ခုချိန်ထိကစားလို့အဆင်ပြေနေပါသေးတယ်။ဒီဗီဒီယိုမှာတော့မက်ထရိုဇီရိုဆန်နက်ကြီးနဲ့တွဲဖက်လို့အကောင်ဆုံးဆန်နက်ကြီး၄ခုကိုပြောပြပေးသွားမှာပါ။ MJ Gaming YouTube Channel မှာ Subscriber 9000ဒီအထိမ့်အနေနဲ့ Giveaway လေးတစ်ခုပေးကြပါမယ်။ subscriber တွေကနေသုံးရွေးချယ်ပြီးတော့ weekly pass ကို giveaway ပေးမှာပါဘလိုပါဝင်ရမလဲဆိုတော့ဒီဗီဒီယိုရဲ့အောက်မှာ brother တို့အကြိုက်ဆုံး comment ရဲ့နာမည်ကို comment မှန်းခဲ့ပါ။ကြာပန်း comment စနစ်နဲ့ရွေးချယ်ပေးမှာဖြစ်ပါတယ်။ကြားရှိရသူတို့ရောစနစ်နေ့မှတင်မယ်နောက်ဗီဒီယိုမှာကြင်ညာပေးပါမယ်။နောက်ပြီးတော့ subscribe လုပ်ထားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပထမဆုံးစနစ်ကြီးကတော့ Don Swan ဖြစ်ပါတယ်။ Don Swan နဲ့မှာပါတဲ့ Hero တွေရဲ့ Rose စနစ်ကြီးတွေက Metro Zero နဲ့မှာပါတဲ့ Hero တွေနဲ့ကိုက်ညီမှုရှိပါတယ်။ ဒါကြောင့်စနေကြီးရေအတွက်များများရဖို့အတွက်အဆင်ပြေပါတယ်။ဟန်နဘီကို equipment တွေတက်ဆင်လို့ရတဲ့အပြင် Metro Zero ရဲ့အဖန်နဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်တကယ်မိုက်တဲ့ကွန်ဘိုဖြစ်လာမှာပါ။ Bossone နဲ့ Metro တွဲဖက်ကစားမယ်ဆိုရင် Camera Mia, Camera Zilong တို့နဲ့ကစားရင်ပိုထီရောက်စေမှာပါ။နောက်စနေကြီးကတော့ Swordsman ဖြစ်ပါတယ်။ Swordsman စနေကြီးက Balahiro တွေကိုကောင်တာလုပ်လို့ရပြီးတော့ Hybrid Adapter တိုးပေးပါတယ်။ ဒါကို Metro Zero ရဲ့ damage boost နဲ့ damage reduction မှာပေါင်းစပ်လိုက်မှဆိုရင်တကယ် life ဖတ်တဲ့ line တစ်ခုဖြစ်သွားမှာပါ။ဒါကြောင့် Swordsman နဲ့ Metro Zero ကိုလည်းစံကစားကြည့်ပါ။ Commander ကိုတော့ Kagura, Karina တို့နဲ့ကစားလို့ရပါတယ်။နောက်ထပ်တွဲဖက်လို့ကောင်းတဲ့စနေကြီးကတော့ Maxman ဖြစ်ပါတယ်။မတ်မန်စနေဂျီက attack speed တိုးပေးပြီးတော့ physical defense short ချပေးပါတယ်။ဒါကြောင့် Maxman နဲ့ Metro ကလည်းတကယ် life fight နဲ့ combo ပါ။ ရင်းစီစဉ်ကနေကမတ်စမန်နဲ့ဝဘမတ်စတာလိုင်းနက်ကတကယ်ကြမ်းခဲ့ပြီးတော့အခုမက်ထရိုဇီရိုးနဲ့ပါတွဲဖက်လို့ရသွားတဲ့အတွက်တော်တော်ကိုမိုက်သွားပါတယ်။ခမလာကိုတော့ပိုပိုဝါကူပါခန်နီရိုးနဲ့ကစားလို့ရပါတယ်။နောက်ဆုံးတွဲဖက်လို့အကောင်းဆုံးဆက်နက်ကြီးကတော့စတားဂီတာပဲဖြစ်ပါတယ်။ဒီစီစဉ်မှာလူကြိုက်များဆုံးလိုင်းနက်ကစတားဂီတာမထရိုလို့ပဲပြောရမှာပါ။စတားဂီတာရဲ့မန်နာရီဂျင်ကဘယ်ဟီယိုနဲ့မဆို တွဲဖက်လို့ကောင်းတဲ့ကွန်ဘိုဖြစ်သွားသေးပါတယ် ခမနာကိုတော့နာနာနာဆယ်လော့တို့နဲ့ကစားလို့ရပါတယ်။ဆိုတော့ Metro Zero နဲ့ Twelfth လို့အကောင်းဆုံးဆက်နေကြတွေကတော့ Bonswan, Swatchman, Maxman နဲ့ Star Giza တို့ပဲဖြစ်ပါတယ်။ခုချိန်ထိမတားဖြစ်နေတဲ့ Metro Zero ကိုထပ်ပြီး Next နဲ့လို့ထင်လား။ Comment မှာပြောပြပေးသွားပါဦး။